နီကိုမီနာဝဲမှာဝတ်ခဲ့တဲ့ဖက်ရှင်နဲ့ပြောစကားတချို့ကြောင့်လူပြောများနေတဲ့ပန်းရောင်ချင်းဘိုင်ဒီကိုရဲ့မင်္ဂလာဝဲမှာအနေထိုင်ဝတ်ပုံစားပုံမတည့်ရလို့စွန်ကြီးလောင်းခံရတာကတရုတ်ဆောင်ဆိုတော့မင်းသမီးလေးပန်းရောင်ချင်းပါပန်းရောင်ချင်းကမြန်မာနုပညာလောကမှာပရိသတ်တွေဝေဖန်တာကိုပြပြထထခဲရဆုံးမင်းသမီးတက်လက်ဖြစ်ခဲ့တာပါအခုကမှလည်းဆိုတော့ဂရန်ရဲ့တမင်ကြီးပန်းရောင်ချင်းဟာဘိုင်ဒီကိုနဲ့လင်းမြတ်ဖူးတို့ရဲ့မင်္ဂလာဝဲတရီနဲ့ပတ်သက်ပြီးဝေဖန်ခံနေရတာဖြစ်ပါတယ်ဖြစ်ပေါ်တော့ပန်းရောင်ချင်းကသူတို့သားပန်းဒီကိုသူတို့တမင်လင်းမြတ်ဖူးတို့နဲ့ရင်းနှီးတာကြောင့်မလို့ ပိုင်ကောမင်္ဂလာတင်နာဝဲကိုတက်ခဲ့တာဖြစ်ပါသည်။ဒါ့အပြင်လည်းအဲ့လိုမင်္ဂလာဝဲတက်ချိန်မှာပိုင်အောင်ချင်းအားသူတို့သမီးနဲ့လူချင်းမနိုင်တဲ့ဖြူအောင်ကာဝင်ဇီဝကပွဲတက်ခဲ့တာဖြစ်ပါသည်။ မြမရင်ကျင်းမှုဧည့်သည်တွေဟာအလိုပဲသွားရင်အလိုရှိမင်္ဂလာပွဲမှာသူတို့သားသူတို့မိထက်တောက်ပအောင်မိုးရဖို့ဆိုတဲ့စီမင်းကိုမလိုက်နာနိုင်ပဲသူတို့သမီးထက်လာရင်အဖြူအောင်ကောင်းဝန်ကိုဝတ်ခဲ့တာဖြစ်ပါရင်ဒါပြင်အမတ်တရားစကားပြောရလဲတကွန်တကွန်နဲ့ဖြစ်နေလို့မိမယူသွားတဲ့ပိုက်တကူကိုကြိုက်နေရလားဆိုပြီးပိုက်အောင်ချက်ကိုဝေဖန်နေကြတာပဲဖြစ်ပါရဲ့ရှင်အာဘိနာစီငယ်ကြရတဲ့အလုပ်ကိုကျေးဇူးတင်ပါတယ်